မင်္ဂလာပါဒီနေ့တော့အမ်ဘောလုံးပရိသတ်ဒီစိတ်ဝင်စားကြမယ်အပြောင်းရွှေ့တဲ့နည်းတစ်ခုပြောကြအောင်လေဟုတ်ကဲ့အထူးသဖြင့်အိုမန်ချက်စတာယူနိုက်တက်ပရိသတ်ဒီအတွက်ပေါ့အင်းအဲ supporting list ဘောင်းကတိုက်စင်မူလေ Victor Jokares ဟုတ်ပါပဲ Jokares သူနဲ့မန်ချက်စတာယူနိုက်တက်ကြားကဟိုနောက်ဆုံးတဲ့နည်းတစ်ခုကိုကြည့်ကြအောင်ဟုတ်ကဲ့ဒီတဲ့င်းကလေ Fresh Fletcher နဲ့ Team Talk ကနေလာတာလို့ဆိုလေအင်းအဲ့ဒီနေကိုကားထားတာပေါ့အဓိကချက်ကပါလဲဆိုတော့ ဂျိုဂါရက်စ်ကိုတိုင်းကပေါ့မန်ချက်စတာယူနိုက်တက်ကိုပြောင်းချင်တယ်ဆိုပြီးတော့လေဟုတ်တယ်သူအတင်းကိုအတိပေးတယ်ဆိုပဲอืมအဲ့လိုသတင်းထွက်လာတာဂျိုဂါရက်စ်ကသူလက်ရှိကလပ်မှာဂိုးတွေလည်းတွင်းနေတာဆိုတော့ဟုတ်တယ်ဂိုးသွင်းတော့တော်တော်ကောင်းတာယူနိုက်တက်ကလည်းအခုတိုက်စစ်အားဖြစ်ဖို့လိုနေတယ်လीอืมရှာနေတာပေါ့အဲ့ဒါနဲ့တိုက်ဆိုင်နေတော့ဒီသတင်းကပို့ပြီးတော့အားလုံးစိုက်ခံရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကဲဆိုတော့လေဒီသတင်းအတိပဲဘာဖြစ်နိုင်မလဲနည်းနည်းတော့ကြောက်ချကြအောင် ဟုတ်ပါရဲ့အဲ့ဒီ phrase flutter နဲ့ team talk for ပြောချက်ရဆိုရင်တော့ Joe Caris က United ကိုပြောင်းနေတယ်သူ့ club ကိုအတိပေးတယ်ပေါ့ဟုတ်ကဲ့ဒါပေမဲ့ရေးကြည့်တာတခုကလေဒါကအခုထိတော့အတိပြုလို့မညာသေးဘူးတတင်းဖော်ပြချက်ပဲရှိသေးတယ်အင်းဟုတ်ကဲ့တတင်းအဆင်ပဲပေါ့ဟုတ်ကဲ့ဒီလိုကစားသမားဘက်ကနေအသင်းကိုဟို ပြောင်းချင်တယ်လို့တိုက်ရအတိပေးတယ်ဆိုတော့အဲ့လိုအစီရင်ခံချက်မျိုးကြတော့อืมသူ့ရဲ့တဲ့အောင်မကဘလို့ရှိနိုင်လဲဆိုရင်ဒါကပြောင်းရွှေ့မှာတမျိုးစိတ်ဝင်စားစရာခက်လာနိုင်တာဗောဟုတ်ဆိုလိုတာကအသင်းကစိတ်ဝင်စားရအောင်မဟုတ်တော့ဘူးကစားသမားကိုယ်တိုင်ကပါလာပြီဆိုတဲ့သဘောမျိုးလေอืมอืมကစားသမားဘက်ကလိုလိုလားလားရှိတယ်ဗောဟုတ်တယ်ဒါပေမဲ့ထပ်ပြောရရင်တော့ဒါကအခုထိတော့တည်င်းမယ်နော်အတိပြုချက်မဟုတ်သေးဘူးဟုတ်ကဲ့အဲ့ဒါလေးကတော့အရေးကြီးတယ်အကီမဖြူနိုင်သေးဘူးဆိုတော့ ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကကစားသမားဘက်ကဆလုတ်ရှားတယ်လို့သတင်းထွက်လာတာလေပုံမှန်ဆိုအတင်းတွေကကစားသမားကိုချင့်ကတ်တယ်လို့ပါတော့အဲ့လိုကြားလာတာများလဲမို့လားဟုတ်တယ်ဟုတ်တယ်ဒီလိုကစားသမားဘက်ကစနပ်ပြတယ်ဆိုတဲ့သတင်းမျိုးကတကယ်ပြောင်းအွှေ့ချစ်ဖို့ဘလောက်ထိအရေးပါတယ်လဲဒါမို့ဒီလိုသတင်းမျိုးကဘလောက်ယုံရလဲအကျိုးတရားမှုရောဘလို့ရှိရပါတယ်လဲအဲ့ဒါကောင်းတယ်မိခွန်ပဲဒီလိုကစားသမားဘက်ကစတယ်လို့ဆိုတဲ့သတင်းမျိုးတွေကလည်းအပြောင်းအွှေ့ကောလာဟာလာတွေကိုပို့ပြီးတော့ ဟိုပြန့်စီတာပေါ့နော်ဟုတ်ကဲ့တကယ်လို့များကြီးတင်းကမန်ခဲ့ရင်ပေါ့လေဒါဆိုရင်တော့ကစားသမားကတကယ်ပြတ်သားတယ်ပြောင်းကျန်တယ်ဆိုတာကိုပြတာအဲ့လာကအပြောင်းရွှေ့ကိုအရှိန်မြင့်ပေးနိုင်တယ်အင်းဖြစ်နိုင်တာပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းကြာတော့ဒါကဟိုအပြောင်းရွှေ့နီးပြူကတခုလည်းဖြစ်နေနိုင်သေးတယ်လေအင်းဘလို့မျိုးလဲဥမာကစားသမားရဲ့ agent ဘက်ကနေအတင်းနီပိုစိတ်ဝင်စားလာအောင်ဒါမှမဟုတ်လက်ရှိ club နဲ့စာချုပ်ပိုကောင်းလို့ဖို့တရင်ဖြတ်တာမျိုးလည်းဖြစ်နိုင်တာပဲ ။အော်ဟုတ်ကဲ့အဲ့လိုလေရှိနိုင်တာကော။ဟုတ်တယ်။ဒါကြောင့်ဒီလိုအစီရင်ခံချက်တစ်ခုတည်းကြည့်ပြီးတော့အများကြီးကောက်ချက်ချဖို့ကတော့อืมနည်းနည်းစောသေးတယ်ပြောအောင်ပါဗော။ဟုတ်ပါတယ်။အပြောင်းရွေ့ကိစ္စတွေကရှုပ်ထွေးတယ်လေ။အတီမြုပ်ချက်တဲ့တေချာမရောချင်းဘာမှပြောလို့မရဘူး။ဒီလိုသတင်းတွေကတက်လိုက်ကြလိုက်မငြိမ်ဘူးဗော။အဲ့တဘောလို့သတိထားရမယ်။ မှန်ပါတယ်အပြောင်းရွှေ့ဆွေးတည်င်းဆိုတာကအချူးသဖြင့်ဒီလိုကစားသမားရဲ့စိတ်ဆန္ဒတို့ပါတို့ပါလာရင်ပုံမိတို့တတိထားစောက်ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနည်းချုပ်ရရင်တော့ fresh flusher နဲ့ team talk through ရဲ့သတင်းဖော်ပြချက်တည်းအရာပေါ့လေတိုက်စီမူ Victor Jogris က Manchester United ကိုပြောင်းချင်တဲ့ဆန္ဒရှိကြောင်းသူ့ကလပ်ကိုအတိပေးခဲ့တယ်လို့သိရတယ်ဟုတ်ပါတယ်ဒါပေမဲ့ဒါကအတိပြုချက်မဟုတ်သေးဘူးသတင်းအစစ်မှန်ပဲရှိနေသေးတယ်ဆိုတာကိုတော့သတိပြုချင်အောင်ပါပေါ့နော် ဟုတ်ကဲ့အဲ့ဒါအဓိကပါပဲနောက်ဆုံးအနေနဲ့လေးစဉ်းစားရရလေးတခုထားခဲ့ရှင်နဲဟုတ်ကဲ့ပြောပါခင်ဗျာအဲပြောပါဒီလိုကစားသမားတယောက်ကအတင်းကိုပြောင်းကျင်တယ်လို့ကိုယ်တိုင်အတိပေးတယ်ဆိုတဲ့သတိမျိုးထွက်လာတဲ့အခါပေါ့လေဟုတ်ဒါကတကယ်ပဲကစားသမားကရမ်းပြောင်းကျင်နေပြီဆိုတာကိုပြတာလားတမမအပြောင်းအရွှေ့လောက်ကမှဖြစ်နေကြကစားကွက်ထက်ကတခုပဲလားဟုတ်ကဲ့စဉ်းစားစီရပဲဒီလိုတည်တဲ့တစ်ခုထက်ကဘလောက်အရေးပါတယ်လို့ထင်လဲ သူ့နောက်ွယ်မှာဘာတွေဖြစ်နိုင်ကြရှိမလဲဘလို့အကဲဖြတ်တဲ့လဲပေါ့ဟုတ်ဆိုတော့အပြောင်းအရွှေ့ဖြစ်နိုင်ကြတဲ့အများကြီးတဲမှာဒီလိုမျိုးစားတည်ရင်တခုလားဘယ်နေရာကနေပါဝင်နေတယ်လဲဆိုတာလို့သုံးသက်ကြည့်ဖို့ပေါ့လေအဲ့ဒါလေးကိုဆက်ပြီးစဉ်းစားကြည့်ဖို့ခြံထားခဲ့ရှင်ပါတယ်